ဒါမှတက်တဲ့ခံချက်တခုเนาะအမှတ်ရလို့ပြပြချင်ပါတယ်။ရခိုင်ပြည်နယ်ဘက်မှာအာခရီးရန်တယောက်သူရဲ့အိမ်မှာရှိတဲ့တာဝတ်တခွက်တွေကိုပြေးပိုက်ပြီးတော့အပေါင်ဆိုင်ကိုတွန်းနေတဲ့အချိန်မှာသူတို့ငယ်ချင်းတယောက်ကတွေ့တဲ့အခါမှာနင့်ဘက်သွားမှလဲအပေါင်ဆိုင်ပြောတဲ့အခါမှာဟာနင့်ဖျားခင်ကိုမယုံဘူးလားဆုမတောင်းဘူးလားလို့ပြောတဲ့အခါမှာအဲ့ရန်ဒီကဖျားခင်ကိုဆုတောင်းရင် ကြာတယ်တဲ့အချိန်ဆောင်းရအောင်မှာအခုအပေါင်းစင်မှာသွားရင်လိုအပ်တဲ့ပတ်စံမြ мян ရတယ်ဆိုပြီးတော့ပြပြောလိုက်တဲ့အခါမှာအဲပြောတဲ့သူတငယ်ချင်းလက်ဆွတ်အားသွားတာပေါ့ဒါကလူတွေရဲ့လှုပ်လေးလှုပ်ထရှိတဲ့လူရဲ့နောက်ဆုံးပေါ့နော်ညာအာလူရတခါတည်းလေးမှာဖျားတဲ့ကင်ကိုအားကိုးတယ်လို့လို့နဲ့လက်တွေမှာဖျားကိုအားမကိုးဘူးဆိုတာကိုစာမွေးပွဲလေးဂျုံတဲ့အခါမှာပေါ်လွန်လာတတ်ပါတယ်ဖျားနဲ့ပတ်သက်တဲ့အရာမှတ်ပါတယ်အချိန်ဆောင်းရပါတယ် မဲ့ကျွန်တော်တို့ကတော့အချိန်စောင့်ရပြီမြေဘုရားသခင်အတွက်ကဘုရားရဲ့ဟိုကဘာနဲ့ဘုရားရဲ့ဒီကာလနဲ့ကျွန်တော်တို့လူရကာလကတော်တော်ကြီးကိုကြွာချတဲ့အတွက်ကြောင့်မလို့ပြဿနာတခုတော့ရှိတယ်လူကနေပေါင်းထောင်ချီတောင်းချီကြတဲ့ဟာဘုရားအတွက်ကခဏလေးပဲဆိုတော့အဲ့ဒါကလူနဲ့ဘုရားနဲ့ကြားရမှာကြွာချမှုဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကဂတိတည်တဲ့ဘုရားဘုရားသခင်ကဘယ်တော့မှသူ့ရဲ့ဂတိကို မချို့ဖောက်လူကတော့ဂတိပေးရင်ဂတိပြတ်တာရှိတယ်။ဘာကြောင့်လဲဆိုတော့လူမှမတက်နိုင်တဲ့အရာရှိတယ်။ဂတိတည်ပြီးတော့ဒီဂတိကိုတည်အောင်လူကမလုပ်နိုင်။ဒါပေမဲ့ဘုရားသခင်ကကြတော့လူဂတိပေးပြီဆိုရင်ဒီကိုတည်စေတယ်တက်နိုင်တဲ့ဘုရားဖြစ်တယ်။ဒါပေမဲ့ဘုရားကလူနဲ့မတူတဲ့မတူတဲ့အတွက်ကြောင့်မလို့ဘုရားရဲ့စင်စားပုံဘုရားရဲ့အချိန်လူကနားမလည်ဘူး။ဒါပေမဲ့ဘုရားပြောပြီးသွားရင်တော့ဒီလောကထဲမှာနေတဲ့အချိန်မှာဒီလောကထဲမှာခံစားရမယ့်ဂတိတော်တွေ ်ဘုရားဒီလောကနေစဉ်ခါပြည့်ကိုပြည့်စုံမှာဘုရားကအလုံးလုံးမှာဖြစ်တယ်ဆိုတော့ကပောက်ကျန်ခန်းကြီး21ရောက်လာတဲ့ခါမှာထာဝရဘုရားအမိန့်တော်ရှိသည့်အတိုင်းစာရာကိုအကျိတ်စုကြွတော်မူ၍ဂရိတော်ရှိသည့်နှင့်လျော်စွာသူ၌ပြုတော်မူသည်ဖြင့်ဘုရားသခင်ကခန်းကြီး21ရောက်လာတဲ့ခါမှာစာရာအာဗရာနဲ့စာရာကိုဂရိတော်အတိုင်းဘုရားကပြောတဲ့အချိန်ရောက်သွားတယ်အဲ့မှာဘာရလာလဲဆိုတော့သူတို့မှအလိုချင်ဆုံးဒါမျိုးဆက်တဲ့ဒါစာရာကတဲ့အချိန်မှာအသက်60ရှိသွားပြီ အာဗြံကတရားရှိသွားပြီလူအဖြစ်ဆိုရင် မဖြစ်နိုင်တော့ဒီအချိန်မှာဘုရားသခင်ကဖြစ်စေလိုက်တာဖြစ်တယ်ဆိုတော့ဒီဖြစ်သွားရင်တော့လူအစွမ်းလူအစွမ်းကြောင့်ရတယ်လို့ထင်စရာတွေရှိနိုင်တယ်ဒါပေမဲ့ဒီမှာကျတော့လုံးဝမဖြစ်နိုင်တော့မဖြစ်နိုင်တော့မဖြစ်နိုင်တော့တဲ့အတွက်ကြောင့်မလို့စာရဆိုရင်ပြောတယ်အဲ့ဒီအရင်နှစ်မှာရှင်းနှစ်မှာကောင်းကင်တမန်တွေရောက်လာပြီးတော့တောင်းမွေးမပြောတဲ့ခါမှာသူကရည်တယ်ဒီအဘွားအူကြီးကတာရပါမလားမီးတီတောက်ချီပြီးတော့နှုတ်တိုက်နေရမှာဟာရေစရာကြီးဆိုသူရေရေတယ်ပေါ့နော် မဖြစ်နိုင်တော့ဘူးလို့ထင်တယ်။ဒါပေမဲ့ဘုရားသခင်ကဖြစ်စေတယ်။ဂတိတော်အတိုင်းပြည့်စုံတယ်။အဲဂတိတော်ပြည့်စုံဖို့ရန်စာရာရဲ့အတ္တတာမှာအာဗြဟံရဲ့အတ္တတာမှာတနှစ်နှစ်နှစ်ဆယ်နှစ်မကောက်နှစ်ပေါင်း25နှစ်ဝန်းကျင်ထိအောင်သူတို့နှစ်ဦးကအချိန်ဆောင်ရတယ်။ပြောချင်တာကဘုရားသခင်ကဂတိပေးပြီးရင်ဂတိတည်တဲ့ဘုရားဖြစ်တယ်။လူကအချိန်တော့ဆောင်ရတယ်။အဲ့ဒါကလေဘုရားသခင်ကအလုံးလုံးတဲ့အချိန်ရှိတယ်။ဒါပေမဲ့ဘုရားအလုံးလုံးတိုင်းကလူကတော့နောက်ကျတယ်လို့ထင်ပေမဲ့ဘုရားကဘယ်တော့မှနောက်မကျဘူး။ အကြောင်းအရာတွေရှိတယ်အချိန်ကာလတွက်ချက်ပြီးတော့ဒီအချိန်မှာဒါကိုရသင့်ပြီလို့ပြောတဲ့အချိန်မှာရတယ်ဒါပေမဲ့ဖျားပေးတဲ့အချိန်ဘယ်တော့မှနောက်ချောင်းအသက်60မှတားရလာတော့မဖြစ်သွားလဲအာစာရကပို့ပြီးတော့နုပ်ပြူလာတယ်ဒါအသက်ကြီးမှရနုပ်ပြူလာအဲကြောင့်စာရရဲ့အသက်တံမှာအသက်ကတရားကြော်ထိစာရအသက်ရှင်ခဲ့တယ်ဆိုတော့တွေ့ရတယ်တက်မှကြည့်လိုက်တဲ့အခါမှာစာရကဣဇက်ကိုရပြီးတော့တရား20 ခုနှစ်နှစ်ထီအောင်သူကအသက်ရှင်ခဲ့တယ်လောကကြီးထဲမှာပေါ့နော်ပို့ပြီးတော့တောင်မှနှုတ်ပြရတော့အခွင့်ဘုရားကပြင်ဆင်ပေးတယ်ဒီနေ့ကျမှုဆိုစာရာကိုဘုရားကပြန်လဲနှုတ်ပြလမ်းဆန်းခြင်းအသက်တာကိုပြန်လဲတိဆောက်ပေးတယ်ဆိုတာကိုတွေ့ရတယ်ညချစ်တော်မိတ်ဆွေဒီခါတည်းမှာကျွန်တော်တို့ဘုရားစကားတွေကြားတဲ့အခါမှာခွန်အားတွေရတယ်ဟောဂတိတော်ဘုရားဂတိတော်တွေကြားတယ်ပြည့်စုံမလားတဲ့စိတ်တက်မကြပါနဲ့ ဖျားကဂတိတော်တာဧကစစ်စစ်မိတ်ဆွေကိုဂတိပေးရင်မိတ်ဆွေပြဖျားကပြည့်စုံစင်မှာဖြစ်တယ်အာမင်